။လာမယ့်2026ခုနှစ်ဟာစစ်တွေမျိုးကိုတီထောင်ခဲ့တဲ့နှစ်ပေါင်း200ပြည့်တဲ့နှစ်ဖြစ်ပါတယ်။ဒီစစ်တွေမျိုးတဲ့နှစ်နှစ်200ပြည့်အခမ်းအနားကိုစစ်တွေမျိုးမှာလာမယ့်ဇန်နဝါရီလ21ရက်နေ့ကနေ23ရက်နေ့အထိ3ရက်ကြာကျင်းပသွားမယ်လို့သိရပါတယ်။ဒီစစ်တွေမျိုးတဲ့နှစ်နှစ်200ပြည့်အခမ်းအနားကိုရခိုင်ပြည်နယ်စစ်ကောင်မရှင်နဲ့စစ်တွေကအရက်ဖက်အဖွဲ့အစည်းတွေကပူးပေါင်းကျင်းပကြမှာဖြစ်ပြီးပြော်ဝဲရှင်ပွဲတွေကိုလည်းထည့်သွင်းထားတယ်လို့သိရပါတယ်။စစ်တွေမျိုးကို ရခိုင်မြန်မာတက္ကရိ1189ခုတဘောရီလဆန်း9ရက်ခရစ်တက္ကရိ1826ခုနှစ်ဇန်နဝါရီလ12ရက်နေ့မှာဗြိတိရှ်အင်္ဂလိပ်အစိုးရတို့ကစတင်တည်ထောင်ခဲ့တာဖြစ်တယ်လို့သမိုင်းမှတ်တမ်းတွေအရသိရပါတယ်။စစ်တွေမျိုးကိုတည်ထောင်သူတွေကတော့အင်္ဂလိပ်မျိုးဝန်ဘတ်တွန်ဒီရှိတ်တွန်းနဲ့ရခိုင်ကောင်းဆောင်တွေဖြစ်ကြတဲ့မေတာကြီးရွှေပန်းဒီဝန်ကြီးအောင်ကျော်ရီမြို့သက်ကြီးအောင်ကျော်စံတို့ဖြစ်ကြပါတယ်။ဗြိတိရှ်အစိုးရတို့ဟာ ရခိုင်ပြည်ကို1826ခုနှစ်မှာ သိမ်းပိုက်ပြီးတဲ့နောက်မြအုံမြို့ကိုအုပ်ချုပ်ရေးအခြေပြုခဲ့ပေမဲ့ရာသီဥတုမကြီးများတဲ့အတွက်ရင်းမြေကောင်းမွန်ပြီးစည်ရဲစည်ရာအရာအဆက်အရှာကြတဲ့ကလတန်မြေဝနေရာကိုပြောင်းရွှေ့အခြေစိုက်ခဲ့ကြတာဖြစ်ပါတယ်။ရခိုင်ပြည်တွေလက်ထက်ကစစ်တွေကျွန်းဟာဘရင်ရေတပ်မတော်ကစစ်တီတွေစစ်ကေးတွေအခြေချခဲ့ရာအရက်ဖြစ်တဲ့အတွက်မူလစစ်တေးဆိုတဲ့ဝေါ်ဟာရာကနေတဆင့်စစ်တေးဒါကတဆင့် စစ်တွေလို့ပြောင်းလဲခေါ်ဝေါ်လာကြတာဖြစ်ပါတယ်။အင်္ဂလိပ်တွေကတော့စစ်တွေမြို့မှာရှိတဲ့အာဂျစ်တော်ကုန်းကိုအဆွေးပြူပြီးအဂျပ်လို့ခေါ်ဆိုခဲ့ကြတယ်လို့သိရပါတယ်။စစ်တွေမြို့ဟာရခိုင်လူမျိုးတွေရဲ့မြို့တော်ဖြစ်တာနဲ့အညီရခိုင်ရိုးရာစာပေရင်ကျင်းမှုအမှုပညာအမွေအနှစ်တွေတာမကရခိုင်တွေရဲ့ကြီးပွားစီပင်ထွန်းကားရာဗဟုအဆက်ရှာနေရာတစ်ခုလည်းဖြစ်ပါတယ်။လာမယ့်2026ခုနှစ်မှာဒီစစ်တွေမျိုးကိုတည်ထောင်တာနှစ်နေရပြည့်ခဲ့ပြီဖြစ်ပေမဲ့ တီထောင်ရှင်ကစပြီးဒီနေ့အချိန်အထိစစ်တွေမျိုးကိုအင်္ဂလိပ်ဂျပန်နဲ့မြန်မာအစိုးရအဆက်ဆက်တို့ကသာအုပ်ချုပ်တဲ့အုပ်ချုပ်ခံတပ်တပ်နဲ့ရှိနေခဲ့တဲ့မျိုးဖြစ်ပြီးရခိုင်လူမျိုးတွေအနေနဲ့ကိုပိုင်းလွတ်လပ်မှုနဲ့စီမံအုပ်ချုပ်ပိုင်ခွင့်မရရှိသေးတဲ့မျိုးလည်းဖြစ်ပါတယ်။